္လာပါခင်ဗျာမင်္ဂလာပါရှင်ဒီကနေ့နိုဝင်ဘာ10ရက်နေ့မှာထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်ထောင်စုဝန်ဆောင်နေမဲ့သတင်းတွေကိုကောက်လို့ဖတ်ကြားပေးမယ့်အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်ကျွန်တော်ကထွန်းထွန်းသိမ့်ပါကျွန်မကတော့ခင်းနေပြူဆိုပါဟုတ်ကဲ့ညီမကြီးကျွန်တော်ကတော့ဒီဒုတိယပိုင်းမှာမြဝတီနေစင်မှာပါတဲ့သတင်းလေးတစ်ပုဒ်နဲ့အရင်ဖတ်ပြချင်ပါတယ်ဒီမြဝတီမှာပါတဲ့သတင်းတစ်ပုဒ်ကပါလဲဆိုတော့နိုင်ငံတကာချင်းငွေရယူကချင်းတွင်းမြစ်ကြောင်းကိုပြောင်းလဲမှုကိုထိန်းသိမ်းပြုပြင်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ချင်းွေးမြစ်ကြောင်ပြောင်းလဲမှုထိမ့်သိမ်းရလိုအပ်နေတဲ့ငွေကျပ်30ဘီလီယံကိုနိုင်ငံတကာချင်းငွေရယူပြီးထိမ့်သိမ်းသွားမည်ဖြစ်ကြောင်းစကိုင်းတိုင်းဒေတာကြီးရေရေးမြင့်နဲ့မြစ်ချောင်းမြဖွံ့ဖြိုးတိုးတက်ရေးဦးစီးဆန္ဒဒုတိယညွှန်ကြားမှုဦးထွန်းနိုင်ဝင်းဤပြောကြားချက်ရသိရသည်ဆိုတဲ့သတင်းဖြစ်ပါလေအဆိုပါမြစ်ကြောင်ထိမ့်သိမ်းရေးကို9နှစ်စီမံကိန်းအဖြစ်ပြုလုပ်သွားမည်ဖြစ်ပြီးမြစ်ကြောင်တစ်လျှောက်ရှိ38နေရာ၌ထိမ့်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်တဲ့ဒီစီမံကိန်းအတွက်အဆိုရဗန္နာငွေမှနှစ်စဉ်ငွေကျပ်တန်းနေရာချထားပေးတော်လဲ အဆိုပါငွေကြေးဖြင့်မလုံလောက်တဲ့အတွက်မြေချောင်းထိန်းသိမ်းရန်လိုအပ်တဲ့နေရာ38ရာအတွက်ငွေကျပ်30ဘီလီယံကိုနိုင်ငံတကာကနေချေယူသွားမယ်လို့ဆိုပြီးတော့ရေးထားတယ်ပေါ့လေပြီးတော့ဒီကျွန်တော်တို့ဥထွန်းနိုင်ဝင်ကဘာပြောထားလဲဆိုတော့မြေချောင်းပြောင်းလဲမှုကိုကာကွယ်ဖို့ဘတ်ဂျက်မလုံလောက်တဲ့အတွက်နေရာတော်တော်များများမှာကမ်းပြိုပြီးမြေချောင်းတိမ်လာလို့တင်းမောင်းတွေရေချောင်းကျလာတယ်တနေရာနဲ့တနေရာကိုတောင်းရက်နဲ့တွားလို့ရမယ်ခီးကိုကိုယ့်ရဲ့ဆယ်ရက်လောက်ကြာအောင်တွားလာနေရတယ်အဲဒါကြောင့်ချင်းတွင်းမြစ်ကနေတဲပို့ရတဲ့ပစ္စည်းတွေနဲ့ စားတော့ကုန်တွေပါဈေးတက်လာတာပါဆိုပြီးတော့ပြောရတယ်ဗောလေဒီကျွန်တော်တို့ဖြစ်နေမြေကဘာကြောင့်တင်ကုန်ရလဲဆိုဆိုတာသူစိတ်ရတာခင်ဗျာဇာတိဥလူဖောက်ပြန်မှုတွေတက်တော်ပြုံးတိမှုတွေကမ်းပြုံမှုတွေများလာတာကြောင့်ချင်းရင်းမြေကြောင်ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီးကလေးဝမော်လိုက်ဖောင်းပြင်တဲ့ home name အနီးတစ်ဝိုက်မှာမြေကြောင်ပြောင်းလဲမှုတွေနေပါနေတယ်တဲ့မြေကြောင်ထင်းထင်းရလိုအပ်နေတဲ့နေရာ38ရာမှာစီမံကိန်းချမှတ်ပြီးနိုင်ငံတကာချင်းဝင်တဲ့ထင်းထင်းကွာကွာတော့မယ်လို့သိရတယ်ဆိုပြီးတော့လေရေးရတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ တရားဝင်မြစ်ပြီးပြီးလို့ရှိရင်ဒီအရေးပါတဲ့ချင်းနှစ်မြစ်ခုခုကိုပေါ့လေတိမ်ကောလာတဲ့အတွက်ထိန်းနေမှုတွေဆောင်ရွက်ဖို့တုံ့ပြန်တဲ့တင်းနေပေါ့ပါခင်ဗျာဟုတ်ကဲ့မကင်ဒီစုပေါ့ဟောဆက်ကြပါမကတော့ဒီပြည်မြန်မာ daily ပေါ့နော်အိမ်မှာပါတယ်ဒီပင်လယ်ပြင်တွင်မျောပါနေသောငါးဖမ်းလုံသား14ဦးကိုတတရနေ၌တပ်မတော်ရေကထပ်မံကန်တင်နိုင်ခဲ့၍စုစုပေါင်း450ဦးခန့်ကယ်ဆယ်ပြီးဖြစ်ဆွဲတဲ့တင်ပေါ့နော် ဒီပင်လယ်ပြင်မှာရာသီဥတုဆိုးဝါးမှုကြောင့်မျောပါနေသောကြားဖောင်ရေလိုသားများကိုတက်မတော်ရေကစစ်ရေရင်ဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင်နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းအထိ14ဦးကိုကယ်ဆယ်နိုင်ခဲ့သဖြင့်စုစုပေါင်း449ဦးကယ်ဆယ်ထားနိုင်ပြီဖြစ်ကြောင်းတက်မတော်ရေမှသတင်းရရှိသည်ဒီတည်င်းကိုပေါ်မြန်မာ Navy လူမှုကွန်ရက်မှာနိုဝင်ဘာလ၈ရက်နဲ့၉ရက်တို့က ဓာတ်ပုံများနှင့်တကွဆက်တိုက်ဖော်ပြလာခြင်းဖြစ်ပြီးနိုဝင်ဘာ9ရက်နေ့8ရက်နေ့များတွင် စုစုပေါင်း435ဦးကိုကယ်ဆယ်နိုင်ခဲ့သည်လို့သိရသည်ရင်ကဲတို့ကဲဆယ်ထားသူများကိုနိုဝင်ဘာလ9ရက်နေ့နနက်ပိုင်းတွင်ဒုတိယအထုပ်ရှာဖွေကဲဆယ်နိုင်ခဲ့သည့်ရေလုံသား183ဦးအနက်မှ184ဦးအားပင်လယ်ပြင်တွင် ရာသီဥတုဆိုးဝါးမှုကြောင့်မျောပါနေသောကြားဖောင်ရေလုံသားများကို တမရော်ရေကစစ်ရေရင်များဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင်နိုဝင်ဘာလ9ရက်နေ့ညပိုင်းအထိနောက်ထပ်14ဦးကယ်ဆယ်နိုင်ခဲ့သဖြင့်စုစုပေါင်း449ဦးကယ်တင်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်တဲ့ရေလုံသားများကပင်လယ်ပြင်မှာဒုက္ခရောက်ရသည့်ဖြစ်စဉ်မှာရန်ကုန်မြစ်ပင်လယ်ဝကမ်းတာယာအနောက်ဘက်ပင်လယ်ပြင်အတွင် လုံခြုံရေးဆောင်ရွက်နေသောတမရော်ရေမှရေစစ်ရေရင်များသည့် နိုဘင်မာ9ရက်ကငါးပစုံဖမ်းသည့်တင်မောများဖောင်များဖြင့်ပင်လယ်ပြင်တွင်မျောပါနေကြောင်းသတင်းရရှိသောကြောင့်တက်မရော်ရေကစစ်တင်မော3စီးဖြင့်စေလွတ်ကဲစေကဲတင်ခဲ့ကြောင်းမလုံလောက်မည်ဆို၍နောက်ထပ်၄စင်းထက်လွတ်ခဲ့ပြီးစုစုပေါင်း9စင်းဖြင့်ကဲစေရေးလွတ်ခဲ့သည်လို့လည်းသိရပါတယ်တဲ့အဓိကတော့ဒီအခုတော်တော်စိုးဝါးရာတိကုလို့အချိန်နေကြောင်းဒီကြားဖောင်ငါးဖက်သမားတွေပေါ့နော် မျောပါသွားတာဒီကင်မရာတက်မရော်ရှိပေါ့ကင်မရာကဲတာပေါ့လေသူတို့ကဲတယ်ပေါ့ကြားဖောင်လို့တမားတွေကလည်းကျွန်တော်တို့ပင်းနေပြန်မှာလုံနေရတာဆိုတော့ဟုတ်ကဲ့ဒီတိုင်းဒီပါကြုံရတယ်ပြဿနာဒီတိုင်းဒီပါဒီကြားဖောင်နေခဏခဏအဲ့လိုမျောပါပြီးတော့နော် ဖြစ်တဲ့ကိစ္စတွေကလည်းတွေ့ရတယ်ကိုအခုကနောက်ထပ်ပါအများထပ်ပြီးတော့ကြားရတယ်ကျွန်တော်ကတော့ဒီအခု voice မှာပါတဲ့တင်းနေတဲ့ပုံပါအခြားဖက်တမားတွေဝင်ရောက်လာပြီးတနိုင်ငံလုံးလုံခြုံရေးတွန့်မြင့်မယ်ဆိုတဲ့တင်းဖြစ်ပါတယ်အာဆီယံထိပ်တည်အစည်းအဝေးကျင်းပရာရပ်ပိုင်းအလိုမှာတဲ့မြန်မာနိုင်ငံအတွင်းကိုအကြမ်းဖက်တမားတွေဝင်ရောက်လာသည်ဟုတင်းရရှိကြတဲ့ဖြစ် တနင်္ဂနွေလုံးအတိုင်းအတာဖြစ်လုံခြုံရေးအဆင့်တုံးမြင့်ဆောင်ရွက်ရန်တိုင်းဒေသကြီးနဲ့ပြည်နယ်ရဲတပ်ဖွဲ့တွေကိုညွန်ကြားထားကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အကြီးတန်းအရာရှိတဦးကပြောကြားတယ်ဆိုတဲ့သတင်းမှာပြည်တွင်းတို့အကြမ်းဖက်တမား၄ဦးဝင်ရောက်လာသည်ဟုသောသတင်းကြောင်းတက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလုံခြုံရေးကိုရခင်နဲ့ပုံမူတင်းကျပ်စွာဆောင်ရွက်ရန်နဲ့တိုင်းဒေသကြီးအတွင်းဆောင်ရွက်နေပါကဖန်ဆီးရမိယူတဲ့ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း၎င်းကထပ်မံပြောကြားတယ်လို့လည်းရေးထားပါတယ်ဒီအကြမ်းအရာရှိတကူကဘာပြောလဲဆိုတော့ ဝင်ရောက်လာတဲ့လူတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကပို့ထားပါတယ်။စုံစမ်းစစ်ဆေးမှုတွေတုံ့ပြန်လှုပ်ဆောင်ဖို့ညွှန်ကြားထားတာရှိပါတယ်။ညွှန်ကြားစာကိုပေးခဲ့တဲ့နေရာခန့်ကပို့ထားပါတယ်ဆိုပြီးတော့သူကပြောတာလည်းပေါ့လေ။ဒီကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးအတွင်းနယ်စပ်မှဝင်ရောက်လာနိုင်တဲ့တမှုဂိတ်အတွင်းရခင်ကားတဲ့ပုံမူရဲ့ရှာဖွေစစ်ဆေးမှုတွေနဲ့ခရိုင်တွေကိုတိုးဂိတ်တွေအားလုံးမှာစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးဒီစကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ဒုတိယရဲမှူးတင်လိုက်ကလည်းပြောကြားထားတယ်တဲ့။မြန်မာနိုင်ငံမှာအင်ရှင်အဖြစ်လက်ခံကျင်းပမယ်တဲ့။ 25ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်၍တဲ့ဒီညနေ့တိုင်းဒေသကြီး14ခုမှာလုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဦးဆောင်၍အရေးပေါ်စီမံခန့်ခွဲရေးဗဟိုကော်မတီကျုံးတွေဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်ဆိုပြီးတော့ရေးထားတယ်ဗောလေအဓိကကတော့ကျွန်တော်တို့ဒီအာဆီယံထိပ်သီးအစည်းအဝေးကျင်းပဖို့ရှိလို့ပဲကျွန်တော်နိုင်ငံကိုအချမ်းမဲ့တမားတွေဝင်လာတဲ့ဆိုပြီးတော့ဒီနေ့တွေထွက်နေတယ်ဗောလေအဲ့ဒါမှအဓိကကကျွန်တော်တို့အချမ်းမဲ့တမား၄ဦးဝင်လာနိုင်တဲ့အတွက်ကျွန်တော်တို့လုံခြုံရေးတိုးမြှင့်မယ်ဆိုပြီးတော့ရေးထားတယ်ဗောလေโอเคပါအခင်ဗျာဆိုတော့ ရှိတယ်။အဲကိုညီမကတော့ဒီစံတော်ချိန် daily ပေါ့နော်အဲ့မှာပါတယ်။ဒီ PR စနစ်ကျင့်သုံးရန်ကြိုးပမ်းနေခြင်းတွင်2015ရွေးကောက်ပွဲ၌ NLD အနိုင်မရရှိအောင်ပြုလုပ်ခြင်းသာဖြစ်သည်ဟုဒေါ်စုပြောဆိုဆိုတဲ့တဲ့ပေါ့နော်။ဒီ PR စနစ်ကျင့်သုံးရန်ကြိုးပမ်းနေခြင်းတွင်လာမည်2015ရွေးကောက်ပွဲ၌ပြည်သူများ၏အဆန္ဒမဲများကိုပြန့်ကျဲသွားအောင်ပြုလုပ်ခြင်းဖြစ်ပြီး မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်မရရှိအောင် ပြုလုပ်ချင်တာဖြစ်သည်ဟုဒေါ်အောင်ဆန်းစုကြည်က November 8ရက်နေ့တွင်ကယားပြည်နယ်လိုက်ကော်မြို့ကယားဒေကွင်း၌ပြုလုပ်ခဲ့သည့်လူမှုတွေ့ဆုံပွဲတွင် PR စနစ်နှင့်ပတ်သက်ပြီးပြောဆိုခဲ့ခြင်းဖြစ်သည်တဲ့။ ထို့ပြင်ခရီးပြည်နယ်ခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်က Federal စနစ်အကြောင်းကိုလည်းပြည်သူလူထုအားရှင်းလင်းပြောကြားခဲ့သည်တဲ့အဓိကတော့ PR စနစ်ကိုလက်ခံလိုက်ခြင်းအပြင်ပြည်သူတွေရဲ့မဲတွေကပြန့်ကျဲသွားပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအပြည့်အသက်နိုင်ငံမရှိအောင်လုပ်တလားလို့ကျမတို့စဉ်းစားကြရဖြစ်တယ်ရိုးရိုးသားသားတင်ပြတာပါလို့ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်တဲ့ သို့တော့ပြည်သူများသည်မှန်မှန်ကန်ကန်ဖြင့်မိမိတို့၏ဆန္ဒအရလွတ်လပ်လပ်ဆွေးနွေးနိုင်ပြီဆိုပါကပူပန်နေရန်မလိုကြောင်းနှင့်ရင်းစနစ်နှင့်ပတ်သက်ပြီးလွှတ်တော်အတွင်းမှဆွေးနွေးနေပါသဖြင့်မိမိတို့ NLD ပါတီမှယခုအချိန်အထိမတင့်တော်သည့်အကြောင်းကိုဆွေးနွေးလျက်ရှိကြောင်းပြောကြားခဲ့သည်။ကျမတို့ရဲ့တင်ပြချက်ကိုလည်းနားထောင်စေခြင်းပါတယ်။လေးလာလဲလေးလာစေခြင်းပါတယ်။ တစ်ဖက်က PR စနစ်ကိုလိုလားတဲ့ကိုယ်စားလှယ်တွေပါတီတွေရဲ့တင်ပြချက်တွေကိုလည်းလေ့လာစေချင်ပါတယ်။သုံးသက်စေချင်ပါတယ်။ပြီးမှဘသူမှန်တယ်ဘသူကနိုင်ငံတော်ပေါ်မှာစည်စနာထားပြီးပြောတယ်ဆိုတာကိုပြည်သူတွေဆုံးဖြတ်မှာပါလို့၎င်းကဆက်ပြောထားပါတယ်တဲ့။ဒီ Federal ပြည်ထောင်စုစနစ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တီ ယခုအချိန်မှပြောဆိုနေခြင်းမဟုတ်ပဲရခင်စစ်အစိုးရလက်ထက်ကပဲလက်ထက်ကလေးကပြောဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့်စစ်မှန်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ရေးဆွဲထားသည့် Federal စနစ်သည်ပြည်ထောင်စုကိုခိုင်မြဲစေသည့်စနစ်စနစ်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီစံတော်ချိန်မှာရေးသားထားပါတော့တော့တော်တော်အောင်စန်းစုကြည်အနေနဲ့ကြရပြီနဲ့ရောက်တဲ့အချိန်မှာဒီ ်ပီယာစနစ်နဲ့ပတ်သက်ပြီးပြောကြားခင်တာတွေပေါ့နော်ဟုတ်ကဲ့ပါရှင်အဲကျွန်တော်လာမယ့်2015ခုနှစ်မှာပေါ့လေရွေးကောက်ပွဲမှာဒီ PR ဆိုတဲ့အထူးကြကိုယ်စားလှယ်စနစ်ကိုပေါ့လေဟုတ်ကဲ့ရှင်ဟုတ်တာဒီလုံတဲ့မလုံတဲ့ပေါ့ဟုတ်တယ်ငင်းပွားနေကိစ္စတခုပေါ့ငင်းပွားနေကိစ္စအောင်အရာအောင်ရှိအဲ့တော့ဒီရေးတာတော့ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီသတင်းလေးနဲ့ပဲလေ့ကျင့်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်တဲ့စိတ်ဝင်စားနိုင်မယ့်သတင်းတွေကာတုန်းတွေကိုကောက်တော့ဖော်ပြဖတ်ကြားပေးတဲ့အစီအစဉ်ဒုတိယပိုင်းကိုရနာပါတယ်ခင်ဗျာ DPP ကိုတည်ဆွတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်